လမ်းခွဲတွေအတိုင်းကတော့ဝမ်းနေစရာတွေနဲ့ပါထရန်ရေထရန်အာနုကတော့ရီယယ်တင်းစီကိုတရားဝင်ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။ဖြစ်သည်များအကြောင်းတွေကိုအကောင်းလို့မှတ်ပြီးသူ့ရဲ့ထွက်ခွာမှုအပေါ်မှတ်ချက်တွေအမျိုးမျိုးပြနေကြပါတယ်။တချို့ကတော့ဝမ်းနေနေကြသလိုတချို့ကလည်းအသိအစ်မှပျော်ရွှင်မှုဆူတောင်းပြနေကြပါတယ်။အရာရာကအစိုးမရအနတ္တတရားတွေဖြစ်တာကြောင့် လမ်းခွဲချိန်တန်းလို့လမ်းခွဲသွားရတော့မယ်ဆိုပေမဲ့လေလေဘဘူးကစားသမားဘဝတခြားထရန်ရဲ့ပုံရိပ်လေးတွေကမျက်လုံးထဲမြင်အောင်လာပါတယ်။စိတ်နာရင်လည်းနာဖို့ကောင်းလောက်အောင်ပါပဲ။ရီးရဲ့အတင်းရဲ့တရားဝင်ထုတ်ပြန်ချက်အပြီးမှာထရန်ကဆိုရှယ်အကောင့်မှာရီးရဲ့ Matrix FC ဆိုပြီးချက်ချင်းပြောင်းပြရကောင်းမလားဆိုပြီးတော့တချို့ fan တွေကဒေါသထွက်နေကြပါတယ်။ တကယ်ဆိုရင်ဒီဒေါသတရားတွေထဲမှာ trend ကိုလက်မလွတ်လိုခြင်းတွေပါဝင်နေသလိုခက်မြန်မြန်ပြောင်းလဲပြီးသူတို့ကိုမိသွားမှလားဆိုတာကိုစိုးရင်ကြတဲ့အရေးအယောင်တွေပါနေပါတယ်။ဟုတ်တော့ပြောမှမဟုတ်ပြီမလဲ trend ကိုမချစ်တဲ့ Liverpool ပရိသတ်တွေဆိုတာမရှိပါဘူး။ဒါကသိကြပါဗျ။ကြံတဲ့တစ္ဆာတရားကိုဆိုင်းလန့်ထားပြီးကြည့်မယ်ဆိုရင် Liverpool ကစားသမားဘဝတစ်လျှောက် trend ဟာအတော်လေးအောင်မြင်ခဲ့တယ်လို့ဆိုရပါမယ်။အဓိကစူပလားတွေဖြစ်တဲ့ Premier League ဖလားနှလုံး ချန်ပီယံဖလားတလုံးဆိုတဲ့အောင်မြင်မှုကြီးကအတော်လေးအားရစရာကောင်းပါတယ်။ပြောရမယ်ဆိုရင်ရီယာအသင်းဆိုတာကထရန့်ငယ်စဉ်ကတည်းကသွားချင်ခဲ့တဲ့အသင်းတစ်သင်းဖြစ်နေတယ်ဆိုတာပါပဲ။ဒီလိုအပြောင်းအရွှေ့တွေပြီးတဲ့နောက်မှာတော့လွန်ခဲ့တဲ့2014ကထရန့်ရေးတင်ထားတဲ့ post လေးတစ်ခုကခေတ်စားနေပါတယ်။လင်းမြန်ပုံစံ emoji လေးနဲ့အတူ to matrix ဆိုတဲ့ caption လေးကိုကြည့်ပြီးအသေးတွေပိုကွဲရတယ်လို့ပါပဲ။ဆိုတော့ဒုတိယအကြိမ်စာချုပ်တက်တန်းတိုးခဲ့ရေဆိုတာကလည်း Jagan Club ကြောင့်လို့ပဲဆိုရပါမယ်။ လှထရခါသွားတော့ကထရန်ဝမ်းနေနေခဲ့တယ်လို့အခုတော့ဝမ်းနေရမယ့်သူတွေကပြရိသက်တီဖြစ်နေခဲ့ပါပြီ။ရီဟာတင်းကလည်းဒါကိုအကြက်ကင်ထားတာကြောင့်ထရန်ကိုအခုလိုအလွတ်နဲ့လက်လွတ်လိုက်ရတာပါ။ဒီဘက်ဘူးတင်းရဲ့အားနည်းချက်တချို့လည်းပါပါလိမ့်မယ်။အစိုးရရဲ့အကောင်လို့ပြောလို့ရနေတာကတော့ထရန်အတွက်လီဗာပူးအသင်းကယူရို၁၀တန်းရရှိလိုက်တယ်ဆိုတာပါပဲ။အာမန်ဆိုရင်တပြားမှမရဘဲလက်လွတ်ရမှာဆိုပေမဲ့ကလပ်ကပဖလားမှာရီယယ်အနေနဲ့ထရန်ကိုတုံးညင်တာကြောင့်လီဗာပူးထံယူရို၁၀တန်းပေးပြီးကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒါကအမျက်တစ်ခုပါပဲ။ train ကိုလွတ်လိုက်ရလို့လဲအတင်းကရှုံးသွားတာမျိုးတော့မရှိပါဘူး။သူ့နေရာမှာစားထိုးဖို့လီဘတ်ကူစင်ရဲ့ frame ပောင်းကိုချက်ချင်းခေါ်ယူနိုင်ခဲ့ပါတယ်။ corner breading ကလည်းရှိနေသေးတာကြောင့်ဒီနေရာအတွက်အများကြီးပူစရာတော့မလိုပါဘူး။ train ကြောင့်အတင်းကဟန်ချက်ပြတ်သွားမယ်လို့လည်းမထင်ပါဘူး။ဒါကြောင့်ကောင်းသောလမ်းခွဲခြင်းနဲ့သာလမ်းခွဲသွားကြတာလို့ပဲဆိုရပါမယ်။ liverpool ပရိသတ်တွေနေနေကလည်းတစ်နှစ်မှာတစ်ယောက်ကိုဆုံးရှုံးနေရပါတယ်။2020မှာ farmino 23မှာ mani 24မှာ yagan club နဲ့ အခု25မှာထရန့်အာနိုတို့ကိုလက်လွတ်ထားရတာဖြစ်ပါတယ်။ဖြစ်သမျှအကြောင်းအကောင်းလိုပဲသတ်မှတ်ရမှာဖြစ်ပြီးတော့ထရန့်လည်းအနာဂတ်မှာအဆင်ပြေပါစေလို့သာဆုတောင်းပေးရပါတော့မယ်။လမ်းခွဲတွေတိုင်းကတော့ဝန်နေစရာတွေပြည့်နေတတ်ပြီးထရန့်အကြောင်းပြောတာကဒီတစ်ကြိမ်နောက်ဆုံးဖြစ်သွားတော့မှလားဆိုတော့မဝေခွဲတတ်တော့ပါဘူး။အဆအဆအရာရာအဆင်ပြေချောမွေ့ပြီးငယ်ဘဝအိမ်မက်တစ်ခုဖြစ်တဲ့ဘလွန်ဒေါ့စုကိုလည်းစကူးနိုင်ပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်ထရန့်ရဲ့။